ပန်းသာရက်ွက်တိုင်းမှာတော့လူတွေကသူ့ကိုဘလမလို့ခေါ်ကြပါတယ်။ကျူကတော့ဘာချစ်လို့လဲခေါ်ကြပါတယ်။ဒါပေမဲ့သူ့ရဲ့နာမည်ရင်းကတော့ဒေသလင်းပါ။အခုတော့လူတွေကသူ့ကိုလန်သာကိုကြီးလို့သိကြပြီးတော့ပရာဟိတမင်းသားကြီးဖြစ်လဲသတ်မှတ်ထားကြပါတယ်။သူကတော့တစ်တော့ဆယ်လီတယောက်ဖြစ်တဲ့ဇလန်းတွဲတွေလည်းရိုက်ကူးထားပါသေးတယ်။အဲမဲ့လူသိနေတဲ့ဒေသလင်းရဲ့ဘွာကီလက်ပြပြတွေအကြောင်းပေါ်ပြထားချက်ကိုဇလန်းပုံစံနဲ့ပြန်ပြီးတော့တင်ဆက်ပေးပါမယ်။ ဒေသလင်းမှာညီတယောက်ရှိပါတယ်။သူ့ညီနာမည်ကသာနီလင်းပါ။ညီဖြစ်သူကနယ်လဲပြီးတော့ဖဲရတဲ့သူပါ။နောက်ဆုံးဖဲဝဲမှာသူများတက်လို့တည်တဲ့ကြောင်းတော့ကြားရပါတယ်။ငယ်ငယ်တည်းကဒေသလင်းကရက်ခွက်ထဲမှာလက်ရဲစည်ရဲလူရဲကန်ရဲရှိတဲ့သူပါ။သူ့မှာအောင်ပိုင်စိုးဆိုတဲ့ပလုံကောက်ပေါ်ကောက်ပတ်ပေါ်ရာတယောက်လည်းရှိပါတယ်။အောင်ပိုင်စိုးကတော့အပေဒီတယောက်ပါ။တညဖျားလန့်မှာအောင်ပိုင်စိုးအတွက်ကသူ့ဘဝကိုညီကုန်းချုပ်စီတဲ့ဖြစ်ပျက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ရဲကင်းကဆိုင်ငယ်ကိုငားပြီးတော့ကုန်းထွက်ဝင်နေတဲ့အချိန်အောင်ပိုင်စုက သူ့ပားရိုက်နိုင်ကျင့်ပတ်စင်တောင်းနေတဲ့အချောက်တွေကသူ့ကိုဓားနဲ့ဝိုင်းထိုးတက်သွားတာပါသူ့ကိုတက်ပြီးတဲ့နောက်ဆိုင်ငယ်ကိုရထားတဲ့ကုန်းကားအောင်မှထည့်သွားခဲ့ပါတယ်ဆိုင်ငယ်မောက်တလို့ပုံစံနဲ့ပြန်တွေ့တော့ရုပ်ပြက်ဆင်းပြက်ဖြစ်နေပါပြီတတူးတွေကြောင့်သာသူ့မန်းတိနိုင်ခဲ့တာပါအဲဒီမှုကတော့အခုချိန်ထိအမှုမှန်မပေါ်ပေါက်သေးပါဘူးလိုင်းလိုင်းရမှာရဲနောက်လိုက်ခွေးတွေကလူစိုးလူမိုင်းပေါက်ဆတွေပါပဲ ီကောင်တွေကခိုးမှုလုံမှုရှိုင်းမှုလက်နက်ကန်ဆောင်မှုနဲ့ဘာပဲဖြစ်ဖြစ်အချုပ်ကြရင်နောက်တည့်ရက်ကြရင်ပြန်လွတ်တာပါပဲအောင်မွေဆိုးရဲ့ဖြစ်ရင်တော့မှဒေဇာလင်းကတပွဲတွေမွေးဖို့စဖြစ်လာပါတယ်ရက်ွက်တွေကလရဲစရဲရှိတဲ့ကလေးတွေကိုသာစူးစီးခဲ့ပါတယ်သူ့ရဲ့မူလလုပ်ငန်းကတော့ကြေးစားအကျွေးတောင်းခြင်းပါပဲလုပ်ငန်းစနစ်ကတော့ဒီလိုပါဥမာလူတစ်ယောက်ကအကျွေးဆယ်သိန်းမဆက်ဘူးဆိုပါစို့ခြေထားတဲ့လူကသူ့ကိုငားတယ် ူတို့ကမရရအောင် တောင်းတယ်။သူတို့ကိုကြောက်တဲ့လူတွေကပေးရတယ်။၁၀သိန်းရရင်သူတို့က၅သိန်းယူတယ်။အဲအဲ့လိုအလိုမျိုးပါပဲ။ဆိုင်ကပွဲစားကားပွဲစားတွေလည်းလုပ်ခဲ့ပါတယ်။ကျူးရှင်းတာကျေးစားလူရိုက်ပေးတာတက်ပေးတာတွေလည်းလုပ်ခဲ့ပူပါတယ်။တဖြည်းဖြည်းနဲ့ကြီးွားလာပြီးအရင်ရက်ွက်လူမိုက်လောက်ကနေလှိုင်းသာယာပိုင်စားဖြစ်လာတော့ဝင်းနိုင်စီကိုကတ်ပါတယ်။ကျော်ဝင်းနိုင်စီလည်းကတ်တယ်။လူမိုက်အသေးစားကနေလူမိုက်အကြီးစားကြီးဖြစ်လာပါတယ်။2021စစ်တပ်အာဏာသိမ်းတော့လှိုင်းသာယာမှာ ရရဲတော့ဆန္ဒပြကြပါရယ်။လိုင်တရာတိထိတ်ကနေစစ်တပ်ကစစ်ကားတွေဝင်လာတဲ့အခါမှာဖျားလမ်းမှာရှေးဆုံးကဓားလွယ်ပြီးဥဆောင်ခဲ့တာကတော့တေစာလင်းပါပဲ။ရက်ွက်ရုံမှာစစ်တပ်ကဝင်အုပ်ချုပ်တော့ရဲကြီးလက်ပတ်နီတွေပတ်ပြီးဓားလွယ်ဆိုင်ငင်းနဲ့ဥဆောင်ကင်းပတ်ပေးခဲ့တာလည်းသူပါပဲ။ရက်ွက်ရုံကမိရှုံမဲ့ပြောလို့ယာရင်မူးနဲ့တိုင်ပြီးကျွန်တော်ကိုဖမ်းခိုင်းခဲ့တာပါ။ကျွန်တော်အကူရီမျက်နှာကြောင့်လားအထူတော်မခံခဲ့ရပါပဲ။နှဝင်ကတိနဲ့လက်မှတ်ထိုးခဲ့ရပါတယ်။အဲရက်ွက်လူကြီးတွေကိုပါထိုင်ကြော့ခဲ့ရပါတယ်။ ခြားသူတွေဆိုရင်လမ်းမလျှောက်နိုင်အောင်ရိုင်းနေကြတဲ့လူတွေပါလက်ရှိချိန်မှာတော့လိုင်းသားရကိုကြီးကဖုံးဆိုင်ဖွင့်ထားပြီးတော့ Pride လုပ်ငန်းများလောက်ကင်နေသူလည်းဖြစ်ပါတယ်ဆိုရှယ်မီဒီယာမှာလူသိများလာတဲ့သူလည်းဖြစ်ပါတယ်သူကတော့တက်တက်ဆယ်လီတူဖြစ်တဲ့ပြင်တွန်တေးဖိုးတော်နဲ့ရာဆက်ကြီးစကားမှာလည်းပါဝင်သေဆောင်ထားပါတယ်ဒီလိုနဲ့ရက်ကွက်လူမိုက်ကနေလူသိများတဲ့ပုံကိုယ်တူထိခရီးရောက်ခဲ့တဲ့တေဇာလင်းခေါ်ကလမဘာချစ်ခေါ်လိုင်းသားရကိုကြီးရဲ့ဘဝဇလံကတော့ဒါပါပဲ